မလ28ရက်နေ့မြန်မာနိုင်ငံမှာငရင်ကြီးလှုပ်နေတဲ့အချိန်မှာအယ်ဂျာဇီရာသတင်းတောက်ကစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းနဲ့အင်တာဗျူးလုပ်နေပါတယ်။အေဗီလာ27ရက်နေ့မှာတော့အဲ့ဒီအင်တာဗျူးကိုအင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်ခဲ့ပါတယ်။ဒါဟာစစ်ကောင်စီထိပ်ပိုင်းနဲ့ရှာရှာပပရတဲ့အင်တာဗျူးဖြစ်တဲ့အတွက်စိတ်ဝင်စားစရာဖြစ်ပါတယ်။ဗိုလ်ချုပ်မင်းအောင်နိုင်နဲ့ရုရှားသတင်းဌာနအင်တာဗျူးလုပ်တာတွေရှိပေမဲ့အဲ့ဒီအင်တာဗျူးတွေကဇက်တိုက်ထားတဲ့အင်တာဗျူးတွေနားထောင် နေရတယ်လို့ဖြစ်နေပါတယ်။အင်တာဗျူးတဲ့သူကအင်တာဗျူးခံတဲ့သူကိုမြောက်ပြင်း မင်းမြန်းသွားတာမျိုးတွေကအများစုဖြစ်နေပါတယ်အခုအဂျာဇီရာအင်တာဗျူးကတော့ပြည်သူအများကိုကိုစားပြုပြီးတော့မေးတဲ့မေးထိုက်တဲ့မေးခွန်းတွေကိုမင်းမြန်းသွားတာတွေ့ရပါတယ်ဒီအင်တာဗျူးမှာဖြေဆိုသွားတာတွေနဲ့ပတ်သက်ပြီးတော့သုံးသက်တင်ပြတာကိုမလုပ်မီမှာဒီအင်တာဗျူးမှာပြောထားတဲ့အချက်လက် information တွေကိုအရင်ကောက်နှုတ်တင်ပြကြမှာတယ်ဒီအင်တာဗျူးမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စစ်ကောင်စီရဲ့အစီအစဉ်တွေကိုပြောသွားပါတယ် ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနောက်ဆုံးအပတ်နဲ့2026ခုနှစ်ဇန်နဝါရီလဒုတိယအပတ်ကြားမှာပြုလုပ်သွားမယ်လို့ဆိုပါတယ်။အဲဒါလို့ရွေးကောက်ပွဲလှုပ်တဲ့အခါမှာတနင်္ဂနွေလုံးကိုတကြိမ်တည်းနဲ့အပြီးလှုပ်နိုင်မှာမဟုတ်ဘဲနဲ့နှစ်ဆင့်ခွဲပြီးတော့လှုပ်သွားမယ်လို့ဆိုထားပါတယ်။ပထမအဆင့်အနေနဲ့ရွေးကောက်ပွဲကိုတည်ငြိမ်အချမ်းတဲ့နေရာတွေမှာလှုပ်သွားမှာဖြစ်ပြီးတော့မတည်ငြိမ်တဲ့နေရာတွေအထူးလုံခြုံရေးချထားဖို့လိုအပ်တဲ့နေရာတွေမှာဒုတိယအဆင့်အနေနဲ့ ရွေးကောက်ပွဲထက်လုပ်သွားမယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကဆိုပါတယ်။သူပြောသွားတဲ့အထက်မှာမြို့နယ်တွေရဲ့တဝက်90ရာခိုင်နှုန်းလောက်မှာဘာမှအထူးလုံခြုံရေးချစရာဘလို့ပဲနဲ့ရွေးကောက်ပွဲလုပ်နိုင်တယ်လို့ဆိုသွားပါတယ်။ဒါအပြင်ရွေးကောက်ပွဲကို နိုင်သူအကုန်ယူဆိုတဲ့ FPTP စနစ်နဲ့အချို့ကျကိုစားပြုစနစ် PR စနစ်တို့ကိုရောနှောအသုံးပြုသွားမယ်လို့လည်းဆိုထားပါတယ်။ ပြည်သူ့လွှတ်တော်ကို နိုင်သူအကုံယူ FPTP စနစ်နဲ့ပြုလုပ်ပြီးတော့အမျိုးသားလွှတ်တော်ကိုအချိုးကျကိုစားပြုစနစ် PR စနစ်နဲ့ပြုလုပ်မယ်လို့ဆိုပါတယ်။တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကိုတော့ FPTP ကတဝက် PR တဝက်နဲ့လုပ်မယ်လို့ဆိုပြမှာလဲ။ဒါကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတဲ့အချက်တွေပါ။ဒုတိယအချက်ကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဒေါ်ဆန်းစုကြည်ကိုရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုမပြုဆိုတာနဲ့ပတ်သက်ပြီးတော့ပြန်ဖြေကြားထားတာတွေပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာသတ်မှတ်ထားတဲ့အချိန်အတွင်းမှာပါတီကိုပြန်ပြီးတော့မှတ်ပုံမတင်ခဲ့လို့ရွေးကောက်ပွဲဝင်ခွင့်မရနိုင်တာလို့သူကဆိုပါတယ်။သူတို့စစ်ကောင်စီဘက်ကအလုံးအလောက်အချိန်ပေးခဲ့ပေမဲ့အချိန်မီမှတ်ပုံမတင်လို့ရွေးကောက်ပွဲဝင်ခွင့်မရတာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ရွေးကောက်ပွဲဝင်ခြင်းနဲ့ပါတီဝင်တွေကဒေါအောင်ဆန်းစုကြည်စီကိုတွားပြီးတော့ခွင့်ပြုချက်တောင်းရမှာဒေါအောင်ဆန်းစုကြည်က yes no အဖြစ်တိတိကျကျမပေးဘူးလို့သူကဆိုပါတယ်။ ဒါကတော့ဒေါ်စနာမင်းရွေးကောက်ပွဲဝင်ရေးအတွက်ဒေါ်စန်းစုကြည်ကိုတွားတွေးခဲ့တယ်ဆိုတော့သတင်းနဲ့ပတ်သက်ပြီးတော့ထပ်ဆင့်အတည်ပြုပေးလိုက်တဲ့သဘောတက်ရောက်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမှတ်ပုံပြန်မတင်တာဟာ NLD အမတ်တချို့ကပုံနေပြီးတော့တချို့ကတောခိုသွားလို့လို့သူကဆိုပါတယ်။တတိယအချက်အနေနဲ့ငိမ့်ချရေးအတွက်ဆွေးနွေးမှာလားလို့မေးရမှာ PDF နဲ့ NUG ကို ခွဲခြားပြောဆိုသွားတာတွေ့ရပါတယ်။ PDF တွေကိုဆွေးနွေးဖို့ အသစ်မဲလို့ပြောပြီးတော့ NUG ကတော့အကြမ်းဖက် terrorist အလုပ်တွေလုပ်ထားတဲ့အတွက်ကြောင့်မဆွေးနွေးနိုင်ဘူးလို့သူကဆိုပါတယ် NUG အနေနဲ့ဆွေးနွေးခြင်းနဲ့ဆိုရင်အကြမ်းဖက် terrorist အလုပ်တွေကိုဆွတ်လွတ်ကြောင်းပထမဆုံးတရားဝင်ကြေညာရမယ်လို့သူကဆိုပါတယ် structure အချက်ကတော့သူတို့အနေနဲ့တရုတ်အကူအညီယူပြီးတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ဆွေးနွေးရမှာကိုကက် MNDAA နဲ့ဆွေးနွေးရအောင်မြင်တယ်လို့ပြောပါတယ် သူအင်တာဗျူးပြောတဲ့အချိန်ဟာလားရှိုးကိုပြန်မအပ်သေးမီအချိန်ကပြောတော်တာဖြစ်ပါတယ်ငလင်လှုပ်တဲ့နေ့ကသူပြောတော်တာပါပလောင် TNLA အဖွဲ့နဲ့တော့ဆွေးနွေးနေစေလို့သူကဆိုပါတယ် AA အာရခအဖွဲ့ကတော့ဆွေးနွေးလိုတဲ့သဘောထား AA ဘက်ကဖော်ပြပေမဲ့ဆွေးနွေးမှုမစတင်နိုင်သေးဘူးလို့သူကဆိုပါတယ်ဒါကသူ့ရဲ့အဆိုပါပစ္စမအချက်ကတော့ပစည်းကြီးဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပါတယ်ပစည်းကြီးဟာ PDF တွေရှိလို့ဘုံကျဲရတာလို့သူကသတင်းတောက်ရဲ့အမေကို ပြန့်ဖြေးပါတယ်ခလေးတွေအများအပြားတည်ဆောက်ရတာနဲ့ပတ်သက်ပြီးတော့ဘေးထွက်ဆိုးကျိုးဆိုတာကတော့ရှိမှာပဲလို့သူကဆိုပါတယ်စတမအချက်ကတော့ရိုဟင်ဂျာတွေမြန်မာပြည်ကို ပြန်လာဖို့ခက်နေတာဟာစစ်ကောင်စီအပေါ်မှာရိုဟင်ဂျာတွေကယုံကြည်ဖို့ခက်ခဲနေတာမဟုတ်ဘူးလို့သူကညှင့်ထားပါတယ်ယုံကြည်မှုမရှိကြတာက ုလသမဂ္ဂနဲ့ကုလသမဂ္ဂဒုက္ခသည် agency UNHCR တို့သာဖြစ်တယ်လို့သူကဆိုပါတယ်ဒါတွေကဘုရားစုံမင်းထွန်းပြောထားတဲ့အထက်ကစိတ်ဝင်စားစရာအချက်တွေကိုကောက်နှုတ်ပြီးတော့တင်ပြပေးတာပါအဲ့ဒီပြောဆိုချက်တွေနဲ့ပြောဆိုပုံတွေအပေါ်မှာဆက်လက်ပြီးတော့သုံးသပ်တင်ပြပါမယ်ပထမဆုံးအနေနဲ့ဘုရားစုံမင်းထွန်းရဲ့ကိုဟန်အမူအရနဲ့ပတ်သက်ပြီးတော့စပြောချင်ပါတယ်ဘုရားစုံမင်းထွန်းရဲ့ပြောပုံဆိုပုံနဲ့ကိုဟန်အနေထားဟာစစ်ဖို့ပီတာတဲ့ကိုဟန်အမူအရလို့ ဆိုရမလို့ရှိပါတယ်ဘမပြည်ကစစ်ဖို့တွေဟာအပေါ်အောက်ခွဲခြားဆက်ဆံမှုတိတ်ကြီးမှပါတယ်လူတိုင်းလူတိုင်းကိုဘသူကသူတို့အပေါ်ကလူဘသူကသူတို့အောက်ကလူဆိုတာမျိုးကို စိတ်ထဲမှာ တွေးထားသတ်မှတ်ထားပြီးတော့ဆက်ဆံလေးရှိပါတယ်စစ်တပ်ကစစ်သားတွေကိုလက်ကျင့်ပေးတဲ့အရာကကြောက်စိတ်နဲ့ရန်လိုစိတ်ပါစစ်တပ်ကလေ့ကျင့်ပေးတာအဲ့ဒီမျိုးရှိပါတယ်။အဲ့လိုတင်ကြားလေ့ကျင့်ပေးထားတာကစစ်တပ်နန်းတွေမှာကလေးကတခါတည်းလေ့ကျင့်တင်ကြားပေးလိုက်တာပါ။ ဘူလောင်းတင်တန်းတွေမှာလည်းအဲ့ဒါလိုပဲလိကျင့်သင်ကြားပေးပါတယ်ဘူလောင်းတင်တန်းတွေမှာဆိုလို့ရှိရင်စီနီယာကိုခံမပြောရဲအောင်တခါတည်းစီနီယာတွေကဂျူနီယာကိုအသေးအကျေထိုးကျိတ်ပြီးတော့သင်ကြားပေးလိုက်တာပါပဲအဲ့ဒါကြောင့်အထက်လူဆိုလို့ရှိရင်စီနီယာဆိုလို့ရှိရင်ကြောက်တဲ့စိတ်နာခံတဲ့စိတ်ဟာရိုးစွဲနေပါတယ်အောက်လူကိုဆိုလို့ရှိရင်ရန်လိုချင်ပါတယ်အနိုင်ကျင့်ချင်ပါတယ်အောက်လူသားမကသူတို့ရဲ့ရန်သူလက်နက်မဲ့တဲ့ပြည်သူတွေအပေါ်မှာလည်းအလားတူပဲသဘောထားတတ်ပါတယ်အဲ့ဒါကစစ်သားစစ်ဘိုလ်တွေရဲ့ mindset ပါဘိုးကျောင်းစော်မင်းထုံးမှာအဲ့လိုသဘောထားမျိုးတွေ့ရပါတယ်ဗမာသတင်းသမားတွေဆိုလို့ရှိရင်သူတို့ဟာဟောက်ချင်ငောက်ချင်ပါတယ်နိုင်ငံသားသတင်းတောက်အရှိမှကြတော့ဆရာရှိရောက်နေတဲ့ចောင်းသားလိုခက်ကုတ်ကုတ်လေးဖြစ်နေပါတယ်အထက်အရာရှိတွေရှိမှသတိဆွဲထားသလိုဖြစ်နေပါတယ်မျက်နှာမှာစိုးရိမ်ပူပန်မှုတွေမြင်တွေ့နေရပါတယ်တကယ်တော့ဗမာသတင်းတောက်နဲ့နိုင်ငံသားသတင်းတောက်အတူတူပါပဲဝါနုတာဝါရင်တာကြွားချင်းကြွားပါမယ်ဗမာသတင်းတောက်တွေထဲမှာလဲဝါရင်သတင်းတောက်တွေ ကြွန့်ကျင်လိမ္မာသူတွေအများကြီးပါဒါအပြင် စစ်ဘုစစ်သားတွေဟာနိုင်ငံသားတွေနဲ့ဆက်ဆံမှုနှဲပါတဲ့အတွက်နိုင်ငံသားကြောက်တဲ့စိတ်မျိုးလည်းရှိတတ်ပါတယ်နိုင်ငံသားဆိုလို့ရှိရင်မယုံကြည်တဲ့စိတ်တန်တရာဝင်တတ်တဲ့စိတ်ကြောက်တတ်တဲ့စိတ်မျိုးတွေနဲ့အတူတိတ်တခိုးထင်ကြီးတဲ့စိတ်မျိုးလည်းရှိတတ်ကြပါတယ်အဲ့ဒါကိုပဲ xenophobia လို့ခေါ်ကြပါတယ်ပထမဆုံးမေကွန်းမှာကလေးက Al Jazeera သတင်းတောက်ကစစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီးတော့လို့သုံးထုတ်ပါတယ် အာဏာသိမ်းပြီလို့သုံးပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကန့်ကွက်ညှဉ်းဆိုတာမရှိပါဘူး။နိုင်ငံတကာကစစ်ကောင်စီဟာအာဏာသိမ်းထားတယ်လို့ရိုးရိုးပဲမြင်ပါတယ်။ရိုးရိုးပဲအဲ့ဒီအတိုင်းပြောပါတယ်။အဲ့ဒါကိုဗိုလ်ချုပ်ဇော်မင်းထွန်းကမငင်းတဲ့အတွက်လက်ခံလိုက်တဲ့သဘောတရားပါတယ်။သူတို့ခဏပြောနေသလိုအာဏာသိမ်းတာမဟုတ်ပါဘူး။အာဏာထိန်းတာပါဆိုတာမျိုးတွေကိုဘယ်သူမှလက်မခံမှန်းသူတို့သိနေပါတယ်။ ဒုတိယမေခွန်းမှာအယ်ဂျာဇီးယားသတင်းတောက်ကကောင်းကောင်း challenge လုပ်လိုက်ပါတယ်လွန်ခဲ့တဲ့2023ခုနှစ်ကတိုင်းပြည်ရဲ့လုံခြုံရေးကိုမထိန်သိမ်းနိုင်သေးလို့ရွေးကောက်ပွဲမလုပ်နိုင်သေးဘူးလို့မင်းကပြောခဲ့တယ်အခုအရင်ကထက်ထိန်သိမ်းနိုင်စွာပိုတောင်မှနည်းလာနေပြီမင်းတို့ထိန်သိမ်းနိုင်တာက3200ခိုင်နှုန်းလောက်ပဲရှိတော့တယ်လို့တောင်မှလူတွေကပြောနေကြတဲ့အခြေကြမ်းမှရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှာလဲလို့မေးပါတယ်ဒါကတော့သတင်းမှားပါပဲလို့ဘူချုပ်ဆွန်မင်းထွန်းက ပြန်ပြေးပါတယ်မှားတယ်လို့ညင်ရတာကလွဲပါတယ်ဒါပေမဲ့ဘလို့မှားသလဲဘလောက်မှားသလဲသူတို့ထိမ့်ချုပ်ထားနိုင်တာကဘလောက်အတိုင်းတာရှိသလဲဆိုတာကိုတော့သူကရှင်းပြမသွားနိုင်တဲ့အတွက်သူကဒါဒါသတင်းမှားပါပဲလို့ပြောပေမဲ့ပြိတကလက်ခံယုံကြည်လောက်အောင်ညင်းသွားနိုင်တယ်လို့တော့မဆိုနိုင်ပါဘူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တော်တော်များများကိုဗိုလ်ချုပ်စော်မင်းထွန်းကပြောသွားပါတယ်အဲ့ဒါကသူပြောဖို့ကြိုတင်စီစဉ်လာတဲ့အချက်တွေဖြစ်ပုံရပါတယ်ရွေးကောက်ပွဲမှာ ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပေါအောင်သူတို့ကလှုပ်ထားတာမဟုတ်ဘဲနဲ့ NLD ကမှတ်ပုံမတင်လို့မပါရတာဖြစ်တဲ့အတွက် NLD ရဲ့အပြစ်ပဲလို့သူကဆိုချင်ပုံရပါတယ်သူတို့အများအားရှုံးနေတဲ့ NLD ကိုရွေးကောက်ပွဲမဝင်နိုင်အောင် လုပ်ပြီးတော့သူတို့အနိုင်ရထားတဲ့ပါတီအသေးလေးတွေမဲကောင်းကောင်းမေးရကြတဲ့ပါတီတွေနဲ့ပဲသူတို့ကပြိုင်ကြမယ်ဆိုတော့တကယ်တော့ရှက်စရာကြီးပါ ဲ့ဒါကိုဗိုလ်ချုပ်စော်မင်းထွန်းကတွေးမိပြီးတော့စိတ်မလုံးဖြစ်ပုံရပါတယ်အဂျာဂျီးယားသတင်းတောက်တိုနီချန်းကအဲ့ဒီမေကွန်းကိုတကြိမ်သာမေးပေမဲ့ဗိုလ်ချုပ်စော်မင်းထွန်းကနောက်ပိုင်းမှာမမေးဘဲနဲ့နှစ်ခါတောင်းမှထပ်ပြီးတော့တခြားမေကွန်းနေနဲ့ရောပြီးတော့ဖြစ်ဆက်ဖြစ်ပါတယ်သတင်းတောက်ကနောက်ပိုင်းမင်းမြတ်နဲ့မေကွန်းနဲ့မှာမင်းတို့စစ်တပ်ကအခုလိုအားနည်းနေတဲ့အချိန်မှာ ERO တိုင်ရင်သာလက်နက်ကင်အဖွဲ့တွေကဆွေးနွေးကြပါမလားဆိုတော့မေကွန်းကိုလည်းသူကမချေပနိုင်ပါဘူးငါတို့ အားမလဲပါဘူးလို့တခွမှပြန်ပြီးတော့ပြောမသွားပါဘူးသူတို့ကတရုတ်ကူညီယူပြီးတော့ကိုကန်နဲ့ဆွေးနွေးတာအောင်မြင်ကြအောင် TNLA နဲ့ဆက်လက်ပြီးတော့ဆွေးနွေးနေကြောင်းကိုသာလှက်ပတ်ပြီးတော့ဖြေသွားပါတယ်ပစည်းကြီးမေးခွန်းကိုဗိုလ်ချုပ်ဇော်မင်းထွန်းပြန်ဖြေသွားတာကတော့တော်တော်ဆိုးပါတယ်ပစည်းကြီးမှာသူတို့လေကြောင်းကနေပြီးတော့တိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်ဆိုတာကိုဝန်ခံသွားပါတယ်ခလေးငယ်လေးတွေအများအပြားမိလောင်ကျွမ်းတာခနာကိုအစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားတာတွေ တွေ့ရတယ်အဲ့ဒါတွေကလက်ခံနိုင်လောက်တဲ့ကိစ္စတွေဟုတ်ရလားလို့သတင်းတောက်ကမေးတာကိုသူကစစ်ပွဲမှာဘေးတွေဆိုချိုးဆိုတာရှိမှာပါပဲလို့ဖြေသွားပါတယ်ဒါကနောက်ခါတရားရုံးရောက်ရင်အရေးကြီးတဲ့သက်တည်အထောက်အထားတစ်ခုဖြစ်သွားမှာပါဗစီကြီးမှာဘုံကျဲသွားတာတွေခရစ်တငယ်တွေအများအပြားအသက်ဆုံးရှုံးသွားတာတွေကဗီဒီယိုသက်တည်ဓာတ်ပုံသက်တည်လူသက်တည်တွေရှိပြီးသားပါ ဒါပေမဲ့ဘသူကဘလို့အမိန်ပေးတယ်ဆိုတော့အမိန်ပေးပုံအစစ်စစ်အမိန်ပေးတဲ့စနစ်ကိုဥပရေပညာရှင်တွေကတက်သေးအထောက်ထားရကြမှာရထားကြပါဦးမယ်အခုဗိုလ်ချုပ်စော်မင်းထွန်းဖြေချသွားတာကတော့အမိန်ပေးတာနဲ့ပတ်သက်ပြီးတော့နောက်အခါမှာတရားရုံးရောက်မဲ့တက်သေးအထောက်ထားဖြစ်သွားနိုင်ပါတယ်ခလေးတန်ငယ်ရဲ့အသက်ကိုဘေးထွက်ဆိုးကျိုးလို့လွယ်လွယ်ပြောသွားတာဟာသူတို့စစ်အုပ်စုအတွက် တော်တော်ကိုစိုးရတဲ့တက်တဲ့အထောက်အထားတစ်ခုဖြစ်သွားနိုင်ပါတယ်။ဗစီကြီးမေးခွန်းကိုစပြီးတော့မေးတဲ့အချိန်မှာဗိုလ်ချုပ်ဇော်မင်းထွန်းကနေပြီးတော့သတင်းတောက်ကို ပြန်ပြီးတော့ challenge လုပ်သလိုသဘောမျိုးပြန်မေးတဲ့မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒီမေးခွန်းကတော့တော်တော်လေးကြောင်တောင်တောင်နိုင်တယ်လို့ဆိုရပါမယ်။ "तू ကဘာပြန်မေးတယ်လဲဆိုတော့ဗစီကြီးမာဒီလူအများသေးတာခလိငယ်တွေသေးတာနဲ့ပတ်သက်ပြီးတော့သတင်းတောက်ကမေးတဲ့အချိန်မှာ तू ကဘာပြန်မေးလိုက်တယ်လဲဆိုတော့" ဂါဇာမှာဘလောက်တောင်သေတယ်လဲဆိုပြီးတော့ကျတော့ तू ကပြန်ပြီးတော့ထောက်တဲ့မိခွန်းမျိုးမေးပါတယ်တကယ်တော့အဲ့ဒီမိခွန်းကသတင်းတောက်နဲ့ဘလို့မှမတက်ဆိုင်တဲ့မိခွန်းပါသူ့အနေနဲ့ဘလို့သဘောနဲ့မေးတယ်လဲဆိုတာလဲပြောရတာနည်းနည်းခက်ပါတယ်ဂါဇာမှာတောင်ဒီလောက်အများကြီးတက်တာငါတို့လည်းတက်လို့ရတာပဲလို့ तू ကဆိုလိုတာလားဒါမှမဟုတ်လို့ရှိရင်ဟိုဂါဇာမှာအစ္စရေးရတက်တာကြတော့မင်းတို့ကဘာမှမမေ့ဘူးငါတို့တက်တာကြတော့ လာပြီးတော့မေးတယ်ဆိုတဲ့သဘောမျိုးအဲ့လိုမျိုးသူကဆိုလိုချင်သလားတော့မသိပါဘူးဒါပေမဲ့ तू မသိတာလားတော့မပြောတတ်ဘူးအဂျာစီရာသတင်းတောက်အဲ့ဂျာစီရာသတင်းဌာနဟာဂါဇာမှာအစ္စရေးကနေပြီးတော့လူခွေကျူးလွန်တဲ့ကိစ္စတွေတတ်တက်ဖြတ်တဲ့ကိစ္စတွေကိုအများရန်ထောက်ပြလေးရှိပါတယ်အများဆုံးထောက်ပြလေးရှိတဲ့သတင်းဌာနတစ်ခုထဲမှာသူတို့ပါပါတယ် အဲ့ဒီအချက်ကိုသူမေးတာကတော်တော်လေးကြောင်တောင်နိုင်ပါတယ်အဲ့တော့သတင်းတောက်တိုနီချန်ကပြန်ပြီးတော့ကြတော့ပြောတာကလည်းတော်တော်လေးပန်းနေပါတယ်သူကဟိုသူနဲ့မဆိုင်တဲ့မေခွန်းဖြစ်တဲ့အတွက်သူကဘလို့ပြန်ပြီးတော့ရှောင်ပြီးတော့ပြောတယ်လဲဆိုတော့ဘိုဂျိုဆော်မင်းထွန်းဘက်ကပဲပြန်ပြီးတော့ကြတော့ပို့ပါတယ်ဂါဇာကမင်းထိတ်ချုပ်နိုင်တဲ့မင်းကွန်ထရိုးလုပ်နိုင်တဲ့နေရာမှမဟုတ်တာပစီကြီးကမင်းတို့ထိတ်ချုပ်ထားတဲ့နေရာ ဆိုပြီးတော့အဲ့လိုမျိုးပြောတဲ့အခါမှာဘုံကျုပ်စုံမင်းထွန်းကသူမိထားတဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ဘာမှထပ်ပြီးတော့မပြောဘဲနဲ့ပြည်ကြီးကိစ္စကိုပြန်ပြီးတော့ကြာတော့ဆက်ပြီးတော့ဖြေသွားပါတယ်နောက်ထပ် သတင်းနောက်ကမေးတဲ့မိခွန်းတစ်ခုကအခုဆိုလို့ရှိရင်စစ်ကောင်စီကိုနိုင်ငံတကာကလည်းဝိုင်းပြီးတော့အပြစ်တင်နေတယ် ICC ကလည်းတရားစွဲထားတယ်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးဆိုလို့ရှိရင် သူ့နိုင်ငံကပဲဖမ်းပြီးတော့ ICC ကိုပို့လိုက်တယ်ဆိုတော့မင်းတို့ကိုရောအခု ပစည်းကြီးလိုကိစ္စမျိုးတွေအတွက်နိုင်ငံတကာကနေပြီးတော့မင်းတို့လုပ်ထားတဲ့ယာစွဲ့မှုတွေအတွက်တာဝန်ခံခိုင်းမှာမစိုးရိမ်ဘူးလားလို့မေးပါတယ်။သူမေးတဲ့မေးခွန်းထဲမှာပော့ချက်စကားလုံးနှစ်ခုပါပါတယ်။ယာစွဲ့မှုတွေအတွက်ဆိုတာလေတာဝန်ခံခိုင်းမှာမစိုးရိမ်ဘူးလားဆိုတာလည်းပါပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဇော်မင်းထွန်းပြန်ဖြေသွားပုံကရည်စရာလိုလိုဘာလိုလိုတောင်မှဖြစ်သွားပါတယ်။ ဘာမှစိုးရိမ်စရာမရှိပါဘူး No not at all there's absolutely nothing to worry about ဘာမှစိုးရိမ်စရာမရှိပါဘူးဘာအကြောင်းကြောင့်မှစိုးရိမ်စရာမရှိပါဘူးတဲ့အဲ့ဒါပဲသူပြေတာအဲ့ဒါအကုန်ပဲဘာမှအထက်မပြောနိုင်ပါဘူးသတင်းတောက်ကယာစွတ်မှုတွေ crime လို့သုံးသွားပါတယ် accountability တာဝန်ခံမှုလို့သုံးသွားပါတယ်သူကသူတို့မှာတာဝန်ခံစရာမရှိပါဘူးတာဝန်မရှိပါဘူးလို့လည်းသူကမချေပနိုင်ပါဘူး သူတို့လုပ်တဲ့အလုပ်ဟာယာဆိုးမှုမဟုတ်ပါဘူးလို့လေသူကခြေပမသွားပါဘူးမဆိုးရိမ်ပါဘူးလို့ပဲခေါင်းခါပြီးတော့အပြတ်ညင်းပါတယ်နှစ်ခါထပ်ပြီးတော့ညင်းပါတယ်ယာဆိုးမှုကိုသူတို့လှုပ်ထားတော့လည်းပဲမဆိုးရိမ်ဘူးလို့ပြောတဲ့သဘောမျိုးတက်ရောက်သွားပါတယ်သူတို့တာဝန်ဖြစ်တော့လည်းပဲမဆိုးရိမ်ဘူးလို့ပြောတဲ့သဘောမျိုးတက်ရောက်သွားပါတယ်ဒီတော့သူကဘာလို့မဆိုးရိမ်တာပါလဲမိုက်လို့မဆိုးရိမ်တာလား ဒါမှမဟုတ်ပေါက်တဲ့နှစ်ဖူးမထူးတော့ပါဘူးဆိုပြီးတော့မစိုးရိမ်ဘူးလို့ပြောလိုက်တာပါလားစီဝါရေးပိတ်ဆိုတာဒုမမှုပါဆိုတဲ့တချင်းကို နေတိုင်းရုံမြင့်တန်ကြားကနေပြီးတော့ဖွင့်တဲ့ကာလကိုတောင်မှ ပြန်တရိရပါတယ်ဒုမမှုပါနေတိုင်းပြောပြီးတော့စီဝါရေးပိတ်ဆိုမှုကနေပြီးတော့လွတ်ဖို့ရဘလောက်တောင် အသေးအံကြိုးပမ်းခဲ့ကြပါတယ်ဘလောက်တောင် lobby group တွေပါလေငှားပြီးတော့ဘလောက်ငွေကြေးအကုန်ကြခံပြီးတော့လုတ်ခဲ့ပါတယ် စစ်အုပ်စုကမစိုးရိမ်ပါဘူးမစိုးရိမ်ပါဘူးလို့ခေါင်းအကျဉ်းကျဉ်းခါပြီးဆိုလို့ရှိရင်ဘာတွေပဲထွက်တယ်လဲဆိုတာကိုစဉ်းစားစဉ်းကျင်ကြည့်ကြပါခင်ဗျာအဲဂျာဇီရာနဲ့ဗိုလ်ချုပ်စော်မင်းထွန်းအင်တာဗျူးမှာအဲ့ဒါလိုတွေးတောစရာတွေပါနေတဲ့အတွက်ကြည်ပြီးတဲ့သူတွေအတွက်ရောမကြည်ရသေးတဲ့သူတွေအတွက်ပါသုံးသက်တင်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာ